အားလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့ Nubal Lovia ဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ရှင်တို့ကို PUBG Mobile နဲ့ပတ်သက်ပြီးအကြောင်းအရာနှစ်ခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ် ပထမတစ်ခုကတော့ပတ်သူ survival event နဲ့ဒုတိယတစ်ခုကတော့ဒီနေ့ထွက်ရှိလာတဲ့ bonus pass event နဲ့ဝင်ပေးပါပတ်သူ survival လည်းဝင်ပေးပါ ghost war နေလိုက်ပါဒီ event အချိန်ကိုကြည့်ရမယ်ဆိုရင်16ရက်10လအနေ4ရက်17လအထိသွားမှာဖြစ်ပါတယ်ဒီ event မှာတကယ်ကျွန်တော်ဘာလို့ရမလဲဆိုတော့ answer တော့လည်းရမှာဖြစ်ပါတယ် answer တော့လည်းရနေမြဒီရဲ့ character အရှိသွားမှာဖြစ်ပါတယ်အရှိသွားနေမြ reward တရရှိမှာဖြစ်ပါတယ်ဒီမှာတကယ်ကျွန်တော်နောက်ဆုံးအဆုံးအထိရောက်သွားတယ်ဆိုရင်တော့ဒီရဲ့ outfit ကိုလုံးဝ free အပိုင်ရရှိမှာဖြစ်ပါတယ် the beast outfit ပဲဖြစ်ပါတယ်ကြည့်ကြည့်ပါပုံစံနေထားမစိုးလို့ပြောလို့ရပါတယ်ပြောစရာရှိတာ န်ဇာရိုးနေကိုဘယ်ကနေယူရမလဲဆိုတာပြောစီရရှိပါတယ်ဘေးမှာမရှင်ဖော်ပြပေးထားတာရှိပါတယ်ဒီမှာ line မှာမရှင်တွေပါရေးဆိုးရမှာဖြစ်ပါတယ် daily mission တွေကိုကြည့်ရမယ်ဆိုတော့ game နဲ့မှာအများနဲ့ login ဝင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ကြိုက်တဲ့ mode မှာတပွဲဆော်လို့ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ event mode မှာ15မိနစ်ရှင်တန်ရမှာဖြစ်ပါတယ်တရက်ကို2ပွဲရှင်တန်လို့ရပါတယ်နောက်တစ်ခုကတော့ဒီ blood slave c2 ကို9ချိန်အသုံးပြုရမှာဖြစ်ပါတယ်ဒီကောင်ကိုကြည့်ရမယ်ဆိုရင် pubg mobile irangal မြေပေါ်မှာ livic မြေပေါ်မှာအဓိက event mode ထဲမှာပေါ်ပြဒီက hunter house တွေတွေ့မြင်ရတာမျိုးရှိပါတယ်ဒီမှာသွားရင်မှာတကယ်ကျွန်တော်တရေတွေကိုရှင်းရမှာဖြစ်ပါတယ်တရေတွေ ုရှင်းလိုက်တယ်ဆိုရင်တော့အပေါ်ကတကားပွင့်သွားပါလိမ့်မယ်အထက်မှာကြည့်ရမယ်ဆိုရင်တော့ဒီရက်ပေါ်ရစီထိုးအပ်ကိုတွေးမြင်ရတာမျိုးရှိပါတယ်နောက်ဆုံးကျော်ပုံမှန် event နေရာတွေမှာဒီရက်ပေါ်ရစီထိုးအပ်ကိုတွေးမြင်ရလာဒါနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်အတိအကျမပြောတတ်ပါဘူးဗျဘာလို့လဲဆိုတော့ဒီနေ့ကျွန်တော် event mode ကိုမစော်ရသေးပါဘူးဗျနောက်တစ်ခုကတော့ကျွန်တော်ခုနပြောတဲ့ပေါ်ဗျတရင်ရင်သွားရင်မှာတကယ်ကျွန်တော် zombie 20ခန်းကိုရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့တကယ်ကျွန်တော် invite လုပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ player တွေပေါ်ရ invitation code တွေပါတွေထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ code ကိုကြည့်ရမယ်ဆိုရင်တော့ d9gyb57u ဆိုရင်မှာပေါ်ပြပေးထားရှိပါတယ် တယ်ဒါတော့ကျွန်တော်ကိုယ်ပဲဖြစ်ပါတယ်ဒီအောက်ဆုံးကမရှင်တစ်ခုဖြည့်လိုက်တယ်ဆိုတော့ဒီကဒုတ်ကိုရရှိမှဖြစ်ပါတယ်ဒီကောင်းနဲ့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီမှာကြီးရမယ်ဆိုရင်လမ်းခွဲအိမ်မဘော်ရဇုံဘီဘက်သွားတာမျိုးရှိပါတယ်ဇုံဘီနဲ့ကြားတယ်ဆိုရင်တော့ဇုံဘီကိုရိုက်ပြီးမှရှင်းလို့ရမယ်လို့ထင်ပါတယ်ဗျာ Okay ဒါဆိုကျွန်တော်စီမှာကြီးရမယ်ဆိုရင် answer တော့9ခုရှိတာဖြစ်ပါတယ်တစ်ချက်လောက်ပေါ့ဗျာ answer တော့လဲကြီးကြီးရအောင်ဗျာ Okay ၃ချသွားပြီဖြစ်ပါတယ်ဒီကနေကြီးရမယ်ဆိုရင်ရှေ့ပေါ့ဗျာ၃လမ်းလမ်းသွားပြီဖြစ်ပါတယ်ထပ်တစ်ခါကျတော့သွားပါမယ် Okay ၃ထပ်ကြတာမျိုးရှိပါတယ် Okay ဒီပုံစံပေါ့ဗျာကျွန်တော်စီမှာကြီးမယ်ဆိုရင် answer တော့ကုန်သွားပြီဖြစ်ပါတယ်ရှေ့တက်သွားမှဖြစ်ပါတယ်နောက်ဆုံးအဆင့်မှာကျွန်တော်ရောက်သွားပြီဆိုရင်တော့ဒီက off outfit ကိုလုံးဝ free အပိုင်းရရှိသွားမှာပဲဖြစ်ပါတယ်ဗျာဒီ outfit နဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော်ဘယ်လိုမြင်လဲပေါ့ဗျာ comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာနောက်တစ်ခုကတော့ PUBG Mobile ဘက်ကနေဒီနေ့ပေါ့ဗျာ bonus pass အစ်စ်ထွက်ရှိထားတာရှိပါတယ်ဒီတစ်ခါ bonus pass ကိုရှိရမယ်ဆိုရင်တော့သူကလည်းသူမစိုးလို့ပြောလို့ရပါတယ်တကယ်ကျွန်တော်ကြိုက်တယ်ဆိုရင်တော့ဖွင့်လို့ရပါတယ်မကြိုက်ဘူးဆိုရင်လည်း skip လုပ်လိုက်လို့ရပါတယ်ဗျာဒီမှာအရေးကြီးတာကတော့ bonus pass တွေပါလေဖွင့်နေဆိုရင်တော့ UC ကတော့တကြမ်းမပြန်မရပါဘူးဗျာဒါတော့တိထားဖို့လိုတာဖြစ်ပါတယ်ကျွန်တော်ကတော့ဖွင့်လိုက်ပါမယ်ဒီမှာတကယ်ကျွန်တော် level 30အထိဖွင့်လို့ရတယ်လို့ပေါ့ဗျာ level 60အထိလည်းဖွင့်လို့ရတာဖြစ် ်ပါတယ်ကျွန်တော်ကတော့ပေါ်ပြ level 60ဒီဖွင့်လိုက်ပါမယ် okay ဆိုအောင်လေးလိုက်ပါမယ် level 1မှာကြီးရမယ်ဆိုတော့ဒီ outfit ကိုတွေးမြင်ရတာမျိုးရှိပါတယ်နှစ်ထည်လေးရခြိုက်တဲ့တစ်ထည်ယူလို့ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ပေါ်ပြဒီရခင်းအောင်ကိုပူကြိုက်တာဖြစ်ပါတယ်ဒီကောင်ကိုကျွန်တော် redeem လုပ်လိုက်ပါမယ် okay ဒီပုံစံပေါ်ပြဒီ outfit ကိုကြီးရှိပါ matic outfit ပဲဖြစ်ပါတယ် matic နဲ့တော့မှကျွန်တော်အလောက်ကြီးမတူလို့ပြောလို့ရပါတယ် outfit ကတော့လုံးဝပေါ်ပြအလန်းတွေးမြင်ရတာမျိုးရှိပါတယ်တခြား reward တင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကြီးရှိပါဒီကောင်ကိုတွေးမြင်ရတာမျိုးရှိပါတယ် level 15မှာကြီးရမယ်ဆိုရင်တော့ဒီရ emote ကိုရရှိမှာဖြစ်ပါတယ် emote ပုံစံနဲ့ထားကြီးရှိပါတော်တော်လေးကို ပေါ်ရာ sexy emo PUBG mobile ဘက်ကနေထည့်ထားပြီးတာမျိုးရှိပါတယ်ဒီတစ်ခါပေါ်ရာဒီ bike ရဲ့ပေါ်ရာ upgrade skin ကိုတွေးမိရတာမျိုးရှိပါတယ်ကြီးကြီးပါသူ့ကို upgrade လုပ်လိုက်ရဆိုရင်တော့ပုံစံအနေထားမိုက်တာမျိုးရှိပါတယ်နောက်တစ်ခုကတော့ SLR ကိုတွေးမိရတာမျိုးရှိပါတယ်ကြီးကြီးပါ Halloween theme သုံးထားပြီးတာမျိုးရှိပါတယ် PUBG mobile ဘက်ကနေ outfit နဲ့ပတ်သက်ပြီးပြောရမလား gun skin နဲ့ပတ်သက်ပြီးပြောရမလားပေါ်ဗျာတခြား item တွေကတော့ပုံမှန်အတိုင်းပဲဖြစ်ပါတယ် office switch တွေပါတွေးမိရတာမျိုးရှိပါတယ်ကြီးကြီးပါဒီတစ်ခါ bonus pass မှာပေါ်ရာအဓိက item တွေကိုကြီးရမယ်ဆိုရင်တော့ဒီရဲ့ပေါ်ရာ bike skin နဲ့နောက်တစ်ခုကတော့ SLR ပဲဖြစ်ပါတယ်ဒီတစ်ခါတကယ်ကျွန်တော်ဒီရဲ့ bonus pass ကိုကြိုက်တယ်ဆိုရင်တော့ဖွင့်လို့ရပါတယ်မကြိုက်ဘူးဆိုရင်လည်းလာမယ့် bonus pass တွေစောင်းလို့ရပါတယ်ဗျာ။ Okay ဒါဆိုတငယ်ချင်းအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါဗျာ။တငယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။